Malaysia. Malaysia is separated into two sections by the South China Sea. Malaysia နိုင်ငံကိုတဲ့ is separated ပိုင်းခြားထားပါတယ် into two sections အပိုင်းနှစ်ပိုင်းပိုင်းခြားထားပါတယ်တဲ့ by the South China Sea တောင်တရုတ်ပင်လယ်ကနေနှစ်ပိုင်းပိုင်းခြားထားပါတယ်တဲ့ Peninsula Malaysia မလေးကျွန်းဆယ်ဟာဆိုရင် link ဆက်ဆက်နေပါတယ် with Thailand on the mainland of Asia အရှတိုက်ရဲ့အဓိကကုန်းမြေကုန်းမြေမှာဆိုရင်တဲ့ Thailand ထိုင်းနိုင်ငံနဲ့ မလီတွင်းစဲကဆက်ဆက်နေပါတယ်တဲ့။ဝိုင်းတစ်ဖက်မှာတော့ East Malaysia မလေးရှားအရှိပိုင်းကတော့ comprises ဖွဲ့စည်းထားပါတယ် the state of sabah in sarawak sabah ပြည်နယ်နဲ့ sarawak ပြည်နယ်နှစ်ခုနဲ့ဖွဲ့စည်းထားပါတယ်တဲ့ဟုတ်ကဲ့ပုံလေးကိုကြည့်ရင်သိပါလိမ့်မယ်အဲ့တော့မလေးတွင်းစရာတော့ဒီမှာပေါ့နော်ဒီကတော့ဒီအရှတ်တိုက်ရဲ့အဓိက mainland ဆိုရဲ့ဇာကြီးပေါ့သူ့ကို mainland က ထိုင်းနိုင်ငံနဲ့ဒီမလေးရှားကဆက်ထားတယ်ပေါ့နော်မိန်းလန်းမှာဆိုရင်ဒါကတော့တောင်တရုတ်ပင်လယ်ကြီးပေါ့တောင်တရုတ်ပင်လယ်ကြီးကမလေးရှားကိုနှစ်ပိုင်းပိုင်ထားတာတဲ့ဒီကတော့အိစ်မလေးရှားဖြစ်ပါတယ်မလေးရှားရှိပိုင်းဒီပြည်နယ်မှာတော့ဆာရဝတ်နဲ့စပတ်ဆိုပြီးတော့မှရှိပါတယ်တဲ့ဟုတ်ကဲ့စီပင်မြန်မြောလဲပါတယ်ဆက်ကြည့်ကြအောင် Visitor must not miss Kuala Lumpur or KL အလဲပတ်သွားတဲ့သူတွေဟာ must not miss နော်မလွဲရဘူးတဲ့ Kuala Lumpur or KL KL လို့ခေါ်တဲ့ Kuala Lumpur မြို့ကိုတခက်ပြတဲ့ နိုင်ငံရဲ့မြို့တော်လည်းဖြစ်တဲ့ခေါ်လလပူမြို့ကိုတော့လုံးဝမလွှဲချော်အောင်တဲ့တော့ကိုသွားမယ်ပေါ့ဗျာ when is many side to keep the tourists occupied ဒီနေ့မှ occupied ကြတော့တင်ပိုက်ထားတာဘယ်သူတို့တင်ပိုက်ထားလဲဆိုတော့ tourists တွေကိုတင်ပိုက်ထားရဆိုတော့ tourists တွေကိုဆွဲဆောင်ထားတာပေါ့ tourists တွေကိုဆွဲဆောင်ထားတဲ့ many side မပြလာတော့ရှုခင်းနေနဲ့ as well as ဒါပြင် is excellent shopping facility ၎င်းရဲ့ excellent အရန်ကောင်းမလာတော့ shopping facility ဈေးဝယ် ထောက်ပံ့ပစ္စည်းတွေကြောင့်မို့တဲ့ဒီမလေးရှားရဲ့မြို့တော် Kuala Lumpur ဆိုရင်မဖြစ်မနေသွားမယ်နေရာတစ်ခုပဲတဲ့ The Petronas Twin Towers located in the heart of KL Kuala Lumpur မြို့ရဲ့မြို့လယ်ကောင်မှာရှိသော The Petronas Twin Towers Petronas အမွာမျောစင်ဟာဆိုရင်တဲ့ Among the tallest building in the world ကောင်မှာရှိတဲ့အမြင့်ဆုံးအဆောက်အဦတွေကတစ်ခုပဲတဲ့ These twin wonders ဒီအောင်းအောင်းပွဲအမှားမျောစင်တွေဟာဆိုရင် contain power မှာတဲ့ a complex of office building complex ဆိုတာဒီနေရာမှာအဆောက်အဦတွေပေါ့နော် office building ရုံးဆောက်အဦတွေ conference hall ညီလာခံခန်းမတွေ sprawling ဒီနေရာမှာ sprawling ဆိုတာကျေပြန့်တာကိုပြောတာ to spread in an untidy way large area sprawling 50 acre park 50 acre 50ကျေပြန့်တဲ့ပန်းခြံနဲ့ an upmarket shopping complex upmarket ဆိုတာက အချက်မြင့်ဈေးဝယ်စင်တာတွေကိုပြောတာသူက design for or used by people who belong to high social class အချက်မြင့်လူတွေအတွက်ပေါ့နော်တကယ်ချမ်းသာတဲ့သူတွေအတွက်ပတ်စံအများကြီးရှိတဲ့သူတွေအတွက်တမင်ပြုလုပ်ထားတဲ့ shopping complex တွေကိုပြောတာအချက်မြင့်ဈေးဝယ်စင်တာတွေတဲ့50เอกเอก50ကျေကိုကျေဝန်းတဲ့ပန်းချံတွေအပြင် conference hall conference halls နီလငံခမ်းမတွေရုံးအဆောက်အဦတွေပါဝင်ပါတယ်တဲ့ The buildings are joined at the 41st and 42nd floors. အထက်40ထပ်မြောက်နဲ့42ထပ်မြောက်မှာတဲ့ The building the twin towers view ပေါ့နော်အာ join ချိတ်ဆက်ထားပါတယ် buying a 58 meters long dabatical 58မီတာရှည်လျားတဲ့ dabatical dabatical ဆိုတာနှစ်ထပ်ကိုပြောတာနှစ်ထပ်ရှိတယ်ဒီပုံလို့ကြင်ပြီးလိမ့်မယ် dabatical sky bridge မိုးပြန်တရားနယ်တဲ့နှစ်ထပ်မြင်နှစ်ထပ်ရှိတဲ့မိုးပြန်မိုးပြန် sky bridge ဆိုတာတော့ဒီအောက်ခြေမှာအောက်ခြေမှာကူးထားတဲ့သံတမန်နဲ့ဒီ လေထဲမှာကူထပ်တရားကိုပြောတာပေါ့နော်။နှစ်ထပ်ရှိရဲ့ဒီ sky bridge နဲ့တဲ့ 50hm long 58 58m ရှိလျားတဲ့နှစ်ထပ်မြင့်တဲ့ sky bridge နဲ့တဲ့အထက်40ထပ်မြောက်နဲ့42ထပ်မြောက်မှာဒီ building ဒီ twin tower နှစ်ခုကိုချိတ်ဆက်ထားပါတယ်တဲ့။ဟုတ်ကဲ့ဆက်ကြည့်ကြရအောင်။ Second to KL in size USA အပြင်ဒုတိယလိုက်တဲ့အရာတွေနော်ဒီ ွာလာလမ်ပူမြို့ပြင်ဒုတိယလိုက်တဲ့ဟာတွေကတဲ့အော်ဖြစ်ကြပါတယ် the historic trading cities တကယ်တမိုင်းဝင် trading city trading city ဆိုတာကဒီကုသရောင်းဝယ်ရေးမြို့တွေဖြစ်တဲ့ Malacca and Penang Malacca မြို့နဲ့ Penang မြို့ဖြစ်ပါတယ်တဲ့ well အဲ့ဒီနေရာတွေမှာ visitor အလဲပတ်သွားတဲ့သူတွေဟာ can breathe ဒီနေရာမှာကျွန်တော်တို့ breathe ကတော့ခံစားတာကိုပြောရမယ် to be full of particular feeling ခံစားနိုင်တဲ့ in the romance of the past အတိတ်ကအကျွမ်းကျန်တယ် အတိတ်ကအငွေအသက်တွေကိုပြောတာ romance ဆိုတာ a story of excitement and adventure often set in the past သူတစ်ဖြစ်အတိတ်မှာဖြစ်ပြခဲ့တဲ့ဒီ excitement စိတ်လှုပ်ရှားစရာတွေ adventures ဒီကျွန်တော်တို့ adventure လို့ခေါ်တဲ့စွန့်စားမှုတွေကြောင့်ကိုခံစားနေတာပေါ့ cambry in the romance of the past ဆိုတာအတိတ်ကဒီအတိတ်ကရနက်အငွေအသက်ကလေးတွေကိုတဲ့ခံစားနိုင်တယ်တဲ့ Malacca Malacca မြို့ the capital of the Malacca state Malacca ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Malacca မြို့ဟာတဲ့အင်ပြီးတော့ Georgetown finance capital ပြည်နယ်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Georgetown ကဆိုရင် have been listed သူတို့ကိုစည်ရဲဝင်တက်မှတ်ထားပါတယ်တဲ့ as UNESCO World Cultural Heritage ကမ္ဘာ့ယဉ်ကျေးမှုအမွေနဲ့စည်ရဲဝင် site စည်ရဲအဖြစ်တက်မှတ်ထားပါတယ်ကမ္ဘာ့ယဉ်ကျေးမှုအမွေနဲ့စည်ရဲဝင်တဲ့နေရာတစ်ခုဖြစ်တက်မှတ်ထားတယ်တဲ့ since 2008 2008ခရဲကတဲ့ due to their well preserved heritage building due to ဆိုတော့ဒေါ်ကြောင့် their well preserved သူတို့ကောင်းကောင်းထိန်းသိမ်းထားသော heritage buildings ရင်ကျေးမှုအမွေအနှစ်အဆောက်အဦတွေကြောင့်နဲ့2008ခုနှစ်ခရဲကဒီမလကာမြို့နဲ့ George Town ကိုကပ္ပအမွေနဲ့ရင်ကျေးမှုစည်ရုံးဝင်နေရာတွေဖြစ်နေတတ်မှတ်ထားခဲ့တာပါတဲ့မလကာမလကာမြို့ဟာ attract visitor ခီးသွားတွေကိုဆဲဆောင်ပါတယ် wing is architecture သူရဲ့ဘီတူကာတွေနဲ့ food အစားအသောက်တွေနဲ့ famous ကြော်ကြားလာတော့ Junker Street Night Market Junker ညဈေးတန်းနဲ့ဆွဲဆောင်ပါတယ်တဲ့ why တစ်ဖက်မှာတော့ Pinan Pinan ဟာဆိုရင် with a fascinating fusion of eastern and western influences fascinating ဆိုဆုံးမဖွယ်ရကောင်းတော့ fusion fusion ဆိုတာပေါင်းစပ်မှုကိုပြောတာ fusion ဆိုတာ the process or result of joining two or more things together form one တခုတည်းဖြစ်သွားအောင်လို့နှစ်ခုတည်းမဟုတ်နှစ်ခုတည်းပေါ်လာတယ်ပေါင်းစပ်လိုက်တာပေါ့နော် eastern and western influences အနောက်တန်းနဲ့အရှေ့တန်းလွှမ်းမိုးမှုတွေကိုပေါင်းဆက်ထားတဲ့ဆွေမျက်ဖွဲ့ရပေါင်းဆက်ထားတဲ့ပီနန်မြို့ဟာဆိုရင်တဲ့ is malicious most tourist visited destination မလေးရှားနိုင်ငံရဲ့ကမ္ဘာလက်ခီးသွားတွေအလဲပတ်အလားဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်တဲ့ the batik painting museum in pinan pinan မြို့မှာရှိတဲ့ batik painting museum batik ပကြီးပြတဲ့ဟာဆိုရင် showcases ပြတာထားတယ်တဲ့ the earliest batik paintings အစောဆုံး ပါတိတ်ပကြီးတွေ Dan in in the 1950s 1950ခုနှစ်တည်းမှာရေးဆွဲခဲ့တဲ့အစောဆုံးပါတိတ်ပကြီးတွေကိုဒီပီနန်မြို့မှာရှိတဲ့ဘာတိတ်ပကြီးပြတိုင်းမှာတက်တာထားပါတယ်တဲ့ဟုတ်ကဲ့ဆက်ကြည့်ကြအောင် fascinating ဒါကျွန်တော်အရင် slide တွေမှာပါခဲ့ပြီကြောင့်မို့ကျွန်တော်မရှင်းပြတော့တာပါ destination လည်းပါခဲ့ပါပြီ showcase showcase ကတော့ပြသထားသည်ပေါ့နော် present မှာပဲ ဘာတိကဘာတိကကတော့ပါတိကြောင့်မို့အားလုံးသိကြတယ်ဟုတ်ကဲ့ the last paragraph malaysia is famous for its pleasing beach resorts malaysia are famous for နာမည်ကြီးပါတယ်တဲ့ pleasing beach resorts resort ဆိုတော့အပန်းဖြေနေရပေါ့ a place where a lot of people go on holiday or vacation အပန်းဖြေတဲ့ပန်းခြံ sorry ကန်းခြေတွေကြောင့်မို့တဲ့တာယာတာယာလာတဲ့အပန်းဖြေပန်းခြံတွေကြောင့်မို့နာမည်ကြီးပါတယ်တဲ့ဘလို့ပန်းခြံတွေလဲဆိုတော့ langkawi bangkok တီယိုမန်တီယိုမန်ကျွန်းပေါ့နော်တီယိုမန်အိုင်လန်ဒမိုင်းဘီချ်အန်ဆာရာဝော့ဆာရာဝတ်ပြည်တွေကဆာရာဝတ်ကဒမိုင်းဘီချ် and again နောက်တစ်ဖန်ပြန်ပါလာတာပီနန်ပီနန်မြို့ကပန်းဂျန် sorry ကျွန်တော်လည်းပန်းဂျန်ပဲဆိုနေတယ်ပီနန်မြို့ကကန်းကြီးတွေကြောင့်မို့တဲ့မလေးရှားဆိုရင်အရန်ကိုနာမည်ကြီးပါတယ်တဲ့ each of these အဲ့ဒီပန်းဂျန်တစ်ခုအဲ့ဒီကန်းကြီးတစ်ခုချင်းစီဟာ all for space အမှားတယ် water sports of all kinds ဒီရေရေနဲ့ ရေအားကစားတွေပေါ့နော် as well as ဘာတွေလဲဆိုရင်ရေအားကစားတွေပြင်းနဲ့ snorkeling snorkeling ဆိုတာကကျွန်တော်တို့အသစ်ရှူပိုက်နဲ့ရေငုပ်တာသူကတော့ဟိုးရေနဲ့ထဲရေငုပ်လို့မရဘူး scuba diving scuba diving ဆိုတာကတော့ရေငုပ်ရေကူးဝတ်စုံရေငုပ်ဝတ်စုံနဲ့သူကကျွန်တော်တို့ oxygen ဘူးတွေဘာတွေကိုအကျုံးမှာပို့ပြီးတော့မှဟိုးရေနဲ့ထဲတိငုပ်တာပေါ့နော်အဲ့ဒါကို scuba diving လို့ခေါ်တယ် around the numerous numerous ကတော့အလော့တော့ပဲနောက် snorkeling မှာအဲ့တော့ scuba diving ပေါ့နော် numerous ဆိုတာကတော့ existing in large number မြောက်များလာစွာသော coral reef ဆိုတာကကျွန်တော်တို့တန်တာကြောက်တန်းကိုပြောတာ coral ဆိုတာက a hard substance that is red pink or white in color and that forms a bottom of the sea from the bones of very small creatures တန်တာ coral reef ဆိုတာတန်တာကြောက်တန်းနေပေါ့ the line malaysia shore malaysia ကမ်းခြေတစ်ချောင်းမှာတဲ့တည်ရှိသောဒီ the numerous coral reef တန်တာကြောက်တန်းနေတဝိုက်မှာ scuba diving ရေကူးဝတ်စုံနဲ့ရေငုပ်ခြင်း snorkeling ရေကူး sorry အသစ်ရှူပိုက်နဲ့ရေငုပ်ခြင်းတွေအပြင်နဲ့ all kind sport water sports of all kinds အမျိုးမျိုးသောရေအားကစားတွေကိုတဲ့အဲ့ဒီကမ်းခြေတွေကကမ်းခြေတစ်ခုချင်းစီက offer ပေးစမ်းနိုင်ပါတယ်တဲ့အဲကမ်းခြေတစ်ခုချင်းစီမှာဒီအားကစားတွေအပြင် snorkeling အသစ်ရှူပိုက်နဲ့ရေငုပ်တာတို့ရေကူးဝတ်စုံနဲ့ရေငုပ်တာတို့ပြုလုပ်နိုင်ပါတယ်လို့ပြောတာပါဟုတ်ကဲ့ဆင်ပြေမယ်လို့မျှော်လင့်ပါတယ်